အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အကျွေးထောင်ချောက်ထဲကနေလွတ်မြောက်စင်မဲ့နေလန်းလေးတချို့အကြောင်းဝေမျှပြသွားကြပါမယ် ကျွေးနဲ့ပတ်သက်လို့ရှိရင် good up နဲ့ bad up ကိုအကျိုးရှိစေမယ့်အကျွေးနဲ့ကိုဝန်တော်မှုဖြစ်စေမယ့်အကျွေးဆိုပြီးတော့နှမျိုးရှိတဲ့အကြောင်းကျွန်တော်ရှင်းပါလေပြောခဲ့ပါတယ်။အကျွေးကတော့ကိုအသုံးလိုလိုပဲဖြစ်ဖြစ်တခြားအကျိုးရှိအောင်ဂျီနီမွန်နာမှုတစ်ခုအတွက်အရင်းနှီးတစ်ခုအတွက်ချိန်လိုပဲဖြစ်ဖြစ်ပေါ့နော်။ယူလိုက်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့မူလပမာဏအပြင်ကိုတိုးတွေဆက်ရတာရှိတယ်။တချို့ဆိုလို့ရှိရင်အကျွေးယူလိုက်တယ်ယွင်းရင်နဲ့အကျွေးနော်နဲ့မှနစ်ပြီးတော့ဒီထဲမှာတန်တရာလဲနေတာမျိုးအကျွေးဆောင်ရတာမှနစ်နေတာမျိုးတွေရှိတယ်ပေါ့နော်။အဲ့တော့ဒါတွေထားဖို့အတွက်ချက်လက်လေးတချို့ကျွန်တော်ဝင်မြှောက်ပြသွားခြင်းပါတယ်။ ံပါတ်1တစ်ချက်ကတော့ပါလဲဆိုရင် ွေးယူတာတွေချက်ဖြစ်ပါ။အကျွေးဆိုတာကယူလိုက်ပြီဆိုလို့ရှိရင်အတိုးတွေပြန်ဆက်လာရှိတယ်။ယူလို့ရတဲ့နီလန်းနေရာနဲ့အများကြီးရှိတယ်။ချက်ကွက်ထဲကနေယူတာကနေပြီးတော့ဗန်ထဲကနေချီတာ၊မိုက်ခရိုဖိုင်နန့်စ်တွေကနေပြီးတော့ချီတာဒီပေါ့နော်ကျွန်တော်နီလန်းမျိုးစုံနဲ့ရှိတယ်။အဲ့တော့အကျွေးဆိုတာကမရှိလေကောင်းလေ။သူသဖြင့်တော့ကိုယ်ကလုံးမဖြစ်စေမအကျွေးတွေမရှိလေကောင်းလေဖြစ်ပါတယ်။အဲ့တော့ကိုယ်တွက်တကယ်ရေးမချင်းအသုံးမလို့လို့ရှိရင်အကျွေးယူတာတွေချက်ဖြစ်ဖို့လိုပါတယ်။ဒုတိယချက်ကတော့ပါလဲဆိုလို့ရှိရင်အသုံးစိတ်တွေစီစစ်ပါကိုယ့်ရဲ့အသုံးစိတ်နဲ့ပတ်သက်လို့ရှိရင်ဘတ်ဂျက်ဆွဲဖို့အရေးကြီးတယ်ပေါ့နော်လူလာတွေယူပဲသုံးပြီးတော့မလူလာတွေအရေးမကြီးတဲ့ တာတွေ short ဖြစ်ဖို့လိုတယ်အရေးကြီးတာကကိုယ့်ရဲ့ထွက်ငွေကဝင်ငွေထွက်များမနေဖို့လိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အကျွေးယူထားတာတွေရှိတယ်ဆိုလို့ရှိရင်လည်းကိုယ့်အကျွေးကိုမြန်မြန်ပြန်ဆက်ပြစ်လို့ရတယ်ပေါ့နောက်တတိယချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကျွေးစင်ရုံလောက်ပါကျွန်တော်တို့တခါကျန်ရှိတဲ့အကျွေးတွေယူထားတယ်စင်းမရှိ MG လုံးနေလို့ရှိရင်ဘယ်သူဘလောက်ပေးရမှမသိဘူးအတိုးတွေကဘလောက်မှမသိဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ဝင်လို့ပို့ပြီးတော့ဖြစ်လာနိုင်ပါတယ်အဲ့တော့စင်းလောက်ပါစင်းလောက်ပြီးတော့ဘယ်သူတွေပေးရဘလောက်ရှိလဲအတိုးနှုံးတွေဘလောက်ရှိလဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းမြင်သာပြီးတော့ဒါကိုတေချာလေးစီမံခံပါ ဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့ဆက်ဆက်ရှိတာတွေမြန်မြန်ဆက်ပါဆိုလို့ဖြစ်ပါတယ်။အကျွေးဆိုတာကတော့မြန်မြန်ဆက်နိုင်လေကောင်းလေပေါ့လေ။ကျွန်တော်ဆက်လိုက်ပြီဆိုလို့ရှိရင်သူ့ပေးရရှိတဲ့အတိုးတွေပေးရမှာလို့တော့ဒါဆိုလို့ရှိရင်ဟိုတခြားနေရာမှာဒီ ာပါတယ်နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်အတိုးနှုန်းမြင့်တဲ့အကျွေးတွေကိုအရင်စပ်ပါအကျွေးမှာခုနရှင်းမှာပြောကြလို့ပဲအတိုးနှုန်းတွေကတစ်ခုနဲ့တစ်ခုမတူနိုင်အတိုးနှုန်းမြင့်တာတွေကိုပြန်ပြန်ဆက်လိုက်ပြီဆိုလို့ရှိရင်ကိုတော်ဝန်လုံးဘိုးတွေရှင်းချပြတာဖြစ်မယ်နောက်တစ်ခုကပေးရမယ့်အတိုးကအခြားနေရာမှာပြန်သုံးလို့ရတယ်ပြန်ဆုလို့ရတယ်ပြန်ရှင်းနှီးလို့ရတယ်ဗောလေအဲ့တော့အတိုးမြင့်တာတွေပြန်ပြန်ဆက်နိုင်လေဒီကိုပေးရရှိတဲ့အကျွေးတွေပြန်ပြန်ရှင်းချနိုင်လေဖြစ်ပါတယ်အားလုံးပဲကိုယ့်ရဲ့ကျွေးမိတွေကိုမှန်မှန်ကန်ကန်နဲ့ထိထိရရစီမံခန့်ဝန်းနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်